လူကြီးတွေဥဆောင်သူတွေပါဝင်တဲ့လူတွေကဘာဖြစ်လို့ထောက်ပြတဲ့စကားမဆွေးနွေးရတာလဲလက်မခံရတာလဲငါမှန်တယ်ထင်တဲ့အစိတ်ပိုင်တာပဲရောကိုအမှန်တရားကင်တာပြီးတော့ကိုကကိုတိုင်းပြည်ကိုကြောက်တဲ့တွန်းပို့နေသလိုဖြစ်နေတယ်မီဒီယာ narrative ပုတ်ဖော်တယ်မီဒီယာအားကိုးနဲ့ပုတ်ဖော်တယ် line ပေါ်မှာ line လွှင့်တော့ကျွန်တော် line လွှင့်တော့ကျွန်တော်အပြောပဲလေ တခြားလူလိုက်လွင့်တခြားလူအပြောပဲလေကိုမန်းကနေကျတော့အဲ့လိုမေးတယ်မင်းကဘာလုပ်ပြီးလဲဆိုကျတော့ဘာလုပ်ရမှလဲပြန်မေးတာကပလိတ်တနဲ့ဆွေးနွေးတာလေဆိုင်တော့ဘလို့တယ်လေအဲ့လိုမျိုးဆွေးနွေးတာမဟုတ်ပဲနဲ့ကိုအပြောကြီးပဲဇွပြောနေတစ်ဖက်သက်ပြောတယ်လို့ပြောလို့ရတယ်အောင်မြင်မှုရဖို့အဓိကရှင်းရမှာကခါတိတဲ့အမှန်တရားကိုလက်မခံနိုင်တာစိတ်ရင်းနဲ့နိုင်ငံရေးမှာအောင်မြင်မှုကိုတိုင်းတဲ့ပေတံဘာပေတံလဲ တစ်ဖက်ကပြန်ကြည့်ရင်ခိုင်မာတဲ့ပန်းတိုင်မရှိတာလို့ပြောလို့ရတယ်လေမဟုတ်လားဘာမှမစင်စားဘဲနဲ့ကိုကြားချင်တဲ့ကိုမကြားချင်တဲ့စကားပေါ်မှာရွေးပြီးတော့နားထောင်နေကြတဲ့လူတွေအများကြီးသူတို့နားထောင်တာကကိုကြားချင်တာတွေနားထောင်ခြင်းအပေါ်မှာตายပြီးတွားနေတယ်လူထုကိုစင်စားလုံးဆောင်နိုင်စမ်းမပေးဘူးဒီတော့အဲ့ဒါတွေကိုနားထောင်ချင်းတော့အချိန်တခုကြာလာတော့တော်တော်ဆူဆူဝါဖြစ်သွားပြီဒီတော့ခိုင်မာတဲ့ပန်းတိုင်ကိုမေးတော့လည်းမသိဘူးအထဲမှာလည်းမေးတယ်နော်တကယ်ကပေတံက လက်ရှိမှာလေတိုင်းတဲ့ပြည်တံကကိုမချားချင်တဲ့လက်မခတ်ချင်တဲ့အမှန်တရားကိုဘယ်လောက်အထိရင်ဆိုင်ရဲတလဲဆိုတဲ့အပေါ်မှာမူတည်တယ်လက်ခံရခက်ခဲတဲ့အမှန်တရားဆိုတော့အဲ့ဒါပဲပြည်တံကတခုတည်းကိုမချားချင်တဲ့စကားကိုမချားချင်တဲ့စကားဆိုတော့ကိုမှန်တယ်ထင်ထားတဲ့စကားပြီးတော့တခြားလူကမားတယ်ပြောရင်လက်မခံဘူးပြီးတော့အဲ့ကောင်ကဘာအဆင်မရှိဘူးဆိုတော့အမြင်တွေပါရှောက်ရောက်ကုန်တယ်ဒီဖီကတ်ထရူဘာဖြစ်လို့ခါလဲတိလား ကိုယ့်ရဲ့ယုံကြည်ချက်ပြုဟောအမလက်ရှိလမ်းစဉ်ရဲ့အားနည်းချက်တွေကိုမိမထုတ်ပြလိုက်ရင်ခါပြီဆိုတော့ဒေါသတွေထွက်ပြီဘသူမဆိုးဘာဖြစ်လို့လဲကိုယ့်ရဲ့အတ္တကိုချိပါတယ်ငါတိတ်ခေါက်ဆော့ကားတယ်ငါတို့ပြောနေတဲ့အမတ်တရားကိုမင်းကမားတယ်ဆိုပြောနေတယ်တကယ်အချက်လက်ပါတယ်လေပြောတဲ့နေရာမှာအဲ့ဒါတွေကလည်းနားမထောင်ဘူးဘသူမဆိုးနော်တိုင်းပေါ်မှာအများကြီးချက်ချင်းတုတ်ပြန်တာကမမျိုးပဲငါတို့လမ်းစဉ်ငါတို့ ဒေါ်လာကြီးအမှန်တရားအတွက်လုံးကိုလုံးရမယ်ဆိုတဲ့အလန်းစင်ပုံမှာအစွဲခံပြီးတော့ခုခံလိုက်တယ်။လန်းစင်မှန်မှန်မစစ်သေးတော့ဘူး။ပြီးရင်ဘာဖြစ်လဲဆိုရင်ဖော်ထုတ်တဲ့သူပြောဆိုတဲ့သူကျွန်တော်တို့ပဲဖြစ်ဖြစ်တခြားလူပဲဖြစ်ဖြစ်ရန်သူလူဆိုပြီးတော့တတ်မှတ်လိုက်တယ်။ဒလန်ဘောမောက်နှစ်ခုပဲနော်ချက်ချင်းလက်ခံစရာအကြောင်းမရှိဘူးငါတို့ကအမှန်တရားအတွက်လုံနေတာ။ဒေါ်လာကြီးတားချောတော့မှကြောက်လုံနေတာ။ဒီတော့ တစ်ဖက်ကအဲ့လိုမျိုးမဟုတ်ဘဲနဲ့ချက်ချင်းရန်သူ့ရဲ့လူဘောမတော်လိုင်းမအောင်စီချင်လို့တားလျှော့တော့ကဲတဲ့ဥစ္စာကိုပြောဖို့တာကတော်လိုင်းတားလျှော့မကိုလူချင်လို့စစ်တပ်ဖက်ရအောင်တွန်းပို့လိုက်တယ်အဲ့ဒီဟာကမဟာဗျူဟာမြောက်ကိုကိုကိုတတ်သိချင်းဖြစ်သွားတယ်ကျွန်တော်တို့ကဘာမှမဖြစ်ဘူးတလန်ဆိုလည်းမဟုတ်ဘူးဆိုပြောပြီးငြိမ့်နေရောပဲဒီကောင်ကအပြက်အစိုးမြင့်ဒေါ်လာဘာမှမဖြစ်ဘူးလေအစိုးမြင့်ဆိုပြီးတော့ကိုပရိတ်တန်တဲ့ကိုပြောပြီးငြိမ့်နေရောပဲအဓိက ေချာစဉ်းစားကြည့်နိုင်ငံရေးရင်ကျက်မှုရဲ့အစစ်အမှန်ကစံနှုန်းဆိုတာကအဲ့ဒီမှာကွာသွားတာရင်ကျက်တဲ့နော်ခေါင်းဆောင်မှုတိုင်းဟာဒီလို အမှန်တရားကိုချိတ်ချောက်တာမျိုးမရှိဘူးချိတ်ချောက်လို့မဖြစ်ဘူးကိုယ့်ရဲ့မဟာပြူဟာကိုနော်လက်မခံရတာမှပဲပြန်စဉ်းစားပြီးတော့ပြန်လဲချိန်ကြီးတာမျိုးလုပ်ရတယ်အားနဲ့ချက်ကိုဖာထေးရတယ်ကျွန်တော်ပြောတဲ့အချက်လက်ဆိုလဲသူပြောတာမဟုတ်ပေမဲ့ယူပြီးတော့ကိုယ့်အကူပြင်ဆင်လိုက်တယ်အဲ့ဒါကကောင်းသွားတယ်လေ လက်ခံလိုက်ဆိုပြီးတော့ကျွန်တော်ပြောလို့လက်ခံလိုက်ရပါတယ်ဆိုပြီးတော့ဝန်မခံနဲ့ကိုယ့်အကူပြင်ဆင်ကိုသွားလိုက်အဲ့လိုပြင်ဆင်ဖို့ပြောတာလေကျွန်တော်တို့ကအဲ့လိုပြင်ဆင်သွားလို့ငါးနံပါတ်တက် credit ပေးလိုက်ပါတယ်ကျွန်တော်မပြောဘူးကိုယ့်အကူပြင်ဆင်လေမဟုတ်ဘူးကိုကကြိုးစားလေးလာပြီးထောက်ပြတဲ့ဟာကိုချက်ချင်းရန်သူ့ဖက်ကိုကတ်လိုက်တာမားတယ်ပြောချင်တာကအဲ့လိုမျိုး party ပြင်ဆင်ဖို့အတွက်အတွင်းမှာရောစီအပြင်မှာရောပြောတယ် wake up call လို့ခေါ်တယ်အချက်ပေးခေါင်းလောက်တန်မြည်တယ်ဆိုပြီးတော့တတ်မှတ်လိုက်ရတယ် ဒါဟာအောင်မြင်မှုရဲ့ပထမဦးဆုံးအခြေခံမှန်တိုင်းစာအုပ်ထဲမှာရောအပြင်မှာရောအဲ့လိုပဲကျွန်တော်တို့တော်လိုင်းရေးလက်ရှိလုပ်ငန်းစဉ်တွေထဲမှာကိုမကြားချင်းဆုံးအဆိုးရွားဆုံးဝေဖန်မှုကဘာလဲရေးခဲ့ကွန်မန့်မှာကျွန်တော်တို့ပြဿနာတိုင်းရေးဖို့လိုတယ်ပြီးတော့ပြောချင်တာကအမှန်တရားကိုမျက်ကွက်ပြူလိုက်တဲ့အချက်ကအကျိုးဆက်ကအကြောင်းစရာကောင်းတယ်ကျွန်တော်တို့ကဒလန်ဖြစ်ဖြစ်ဘောမဖြစ်ဖြစ်အရေးမကြီးဘူးဘာဖြစ်လို့လဲအကြောင်းစရာကောင်းလဲဆိုရင်သူတို့ ကျွန်တော်တို့ထင်တဲ့အမှန်တရားလေးတစ်ခုအတွက်တနိုင်ငံလုံးရဲ့ညီမချက်လုံးရဲ့လုံးဆောင်မှုတိုင်းကိုစတေးပစ်လိုက်တာလမ်းလွဲယူဆိုပြီးတော့ခေါ်သွားတာအယူကြီးတဆင့်လျှော့ပြီးတော့အာနာခွဲဝေပေးလိုက်ရင်ပေသွားမှာမို့လို့လားမဟုတ်ဘူးငါတို့ကတိုက်ပြီးပြုတ်ခွဲမယ်ဆိုတဲ့အမှန်တရားနဲ့ဇွတ်ကပြီးသွားတယ်ပြီးတော့တိုင်းရင်းသားတွေလည်းဘယ်လိုမှစူးစီးလို့မရဘူးဒါအဖြေပဲလေဟုတ်လား ဒါက power sharing လေတကယ်အဲ့စကားလုံးတော့မပြန်ပြီးတော့ပြောနိုင်သေးတယ်ကျွန်တော်နောက်မှပြောတော့မယ်ပြီးတော့ဆိုလိုချင်တာကတနိုင်ငံလုံးကိုအစတေးခံမလားတစ်ဖက်ပိတ်အတွေးခေါ်တွေနဲ့တော်လိုင်းကြီးလမ်းပြောက်ခံမလားမန်နေသေးတယ်လို့ဆိုရင်စဉ်းစားရမှာပဲအဲ့လိုမစဉ်းစားရင်အစိုးတန်တရားတွေကမလွတ်မြောက်တော့ကျွန်တော်ကို comment မှာရေးတယ်ဒီကောက်လေးမနေ့ကလေပန်းဝေဖန်ကျွန်တော်အဲ့ဒါကိုပြန်စဉ်းစားတယ်လေပန်းတော့ဝေဖန်တော့ကျွန်တော်ပြောတာမှန်တယ်ကျွန်တော်ကိုဗီဒီယိုကျွန်တော်ပြန်ကြည့်ပြီး ။နောက်နေ့ကျရင်ကျတော့မားနေတာမှာယူချင်ဆောက်ပြီးပြင်လိုက်တယ်ဆိုရင်ဒါအပူကောင်းလာတာလေ။ကျတော့ပြောတာသူပြောလို့ကျတော့လက်ခံလိုက်ရပါတယ်ဆိုတာမျိုးမပြောချင်တော့အဲ့လိုလေးပြင်လိုက်ပေါ့။လက်ခံလိုက်ပေါ့မဟုတ်ဘူး။တကယ်တော့ရရတိတိဆွေးနွေးလို့ရတယ်။ဒီမိုကရေစီဆိုတာအမြင်မတူတာတွေကိုနော်လလပပလေးလက်ခံပြီးတော့ကျင့်သုံးတာမဟုတ်ဘူး။တကယ်နိုင်ငံရပ်ပူကောင်းတဲ့ကောင်းဖို့အတွက်လမ်းကြောင်းပေါ်မှာ အဲ့ဒီအမှန်တရားကိုကျွန်တော်လည်းအကုန်မသိဘူးသူတို့လည်းအကုန်မသိဘူးရှာဖွေဖို့အမြင်မတူမှုတွေကိုမကြောက်မယွန်းကိုအတော့ချရဲတာကိုလည်းမတူတယ်ရှူတော့တိုင်းဗျာကိုကိုချနှင်းဖို့ကိုတိုက်ခေါက်ဆော့ကားဖို့ကိုကိုတိုက်ခိုက်ဖို့ဆိုပြီးစဉ်းစားနေတော့တော့ပြက်မှာပဲခင်ဗျားတို့ကိုယ်တိုင်ပြက်စီးတာကျွန်တော်တို့လည်းမဆိုင်ဘူးကျွန်တော်တို့ပြောတာကသူ့ကိုတိုက်ခိုက်တာမဟုတ်လားသူ့ရဲ့လုံရဲ့လုံနီးလုံးစင်ကိုထောက်ပြတာချင်းချင်းလေးပဲကြိုက်တယ်လို့တပ်ပါစုနိုင်ငံရေးကြီးမှချက်မပေါက်ပဲဆုလို့မရဘူး ဆိုလို့ရရင်တောင်မှပြုတ်ပွဲတာကပို့ဆိုးလိုက်မယ်ကျတော့အဲ့တော့နားလက်ထားရလေမနေ့လနိုင်ငံရေးမှချက်ခံယူချက်အနေဆိုတော့တူအောင်တော့ညိပေါ့ကောင်းသူမဆိုးသူတွေရထားလိုက်အောင်အဲ့ဒါမပါပဲဘလို့စုမှသူတို့ကနိုင်ငံရေးကြီးမှချက်ကိုအောင်မခံနိုင်ပါစစ်မှန်တဲ့ action ပေါလာမှလေအနောက်ကတိုက်ပွဲဝင်ဖို့တော့ရှင်းရှင်းလေးအခြေခံပဲတော့တော့မမေးတဲ့တော့မမေးတဲ့ဆိုတော့ဘယ်လိုလုပ်မှာလဲတော်လာရေးဆိုတာနိုင်ငံရေးအတွက်လောက်တော့နော်ဒါလေးတော့သိအောင် ဲ့တော့ခင်ဗျားတို့လွယ်နေတာအဲ့ဒါတွေပဲကျွန်တော်အထဲမှလည်းမေးတဲ့အဲ့စကားပဲမဖြစ်ဘူးပြီးတော့ကိုမမြင်နဲ့နော်ကိုပြောလိုက်တိုင်းကိုချနေမဲ့ကိုတိုက်ခိုက်တဲ့ခြေထိုးခံတယ်ဆိုပြီးချင်နေကြတယ်တကယ်ကသူ့ကိုဘာမှမဆိုင်ဘူးကြည်ရှီမန်းတော့မသိဘူးသူပြောတဲ့အကြောင်းအရာကိုတန်ဖိုးထားပြီးပြန်ဆွေးနွေးပြီးတော့ထောက်ပြလာအဲ့လိုထောက်ပြနိုင်ဖို့အတွက်အသက်တန်ကိုလေးလာရတာဘာဖြစ်လို့အတိုင်းပြည်ကောင်းစေချင်လို့အဲ့တော့ဟိုတော့မှအတက်လေးဖက်ပြီးလက်ခံစဉ်းစားတာနဲ့ ိုကောင်းတဲ့လမ်းကြောင်းကိုရောက်မယ်ဆိုတော့ဒီလူကြီးတွေအားလုံးသိတယ်လက်မခံဘူးပြန်ဆွေးနွေးဆိုဝေးပြောကျွန်တော်တို့ကအချက်လက်ခိုင်မာမှုမရှိဘူးဆိုတော့ကျွန်တော်တို့ပြင်ဆင်ကြိုးစားရထဲတယ်ဒါပေမဲ့တော်လိုင်းကလာမိပြင်ရအတန်ကိုစစ်စစ်မှန်မှန်အပြည့်ပေါ်ဖော်လို့မရဘူးအန်တရရှိတယ်ထောက်ထားပြလို့မရဘူးအဲ့တော့အတွင်းပိုင်းမှာအထောက်ထားပြဖို့အထီးကျွန်တော်ယုံကြည်ခဲ့တယ်လက်မခံခဲ့ဘူးအထောက်ထားတော့မှတော်တော်ပြရခက်တာနော်ပြတာနဲ့သိမှာဘူးကိုကြောက်သိတယ်လို့ဖြစ်မှာဥပမာ အာအသက်ခံလိုက်ရတဲ့ဥစ္စာကိုဗီဒီယိုရိုက်ထားတဲ့ရုပ်တံကျွန်တော်မှရှိပါတယ်ဆိုတော့အဲ့ဒီအသက်ခံရတဲ့မိသားစုကိုပဲနော်ဗီဒီယိုရိုက်လို့ဆိုပြီးလာဖမ်းသွားတယ်ကျွန်တော်အဲ့ဒီရုပ်တံကိုပြပြီးတော့မတော်တဆသာပေါက်ကြားသွားလို့တော့အဲ့မိသားစုသိပြီအမှန်တရားတော့အခုပြောနေတာတက်တိတ်လည်းရှိတယ်သူတို့အဲ့လိုမျိုးကကျွန်တော်ကစီရုပ်ပြီးတော့အားကိုးပြီးတော့ပြောပြချင်တယ်လေလက်မခံဘူးစက်ကောက်စီဖက်ကစိုက်ဝါတဲ့တင်းနေလည်းဖြစ်ချင်ဖြစ်မှာပေါ့ဆိုတော့ကျွန်တော်တို့ကလဲသိလိုက်ရမှာလားအဲ့ဒါဆိုရင် ကျွန်တော်ဆိုကားတောင်းမဟုတ်ဘူးဖမ်းခံနေရတဲ့မိသားစုမှာ9နှစ်အရွယ်12နှစ်အရွယ်ဒါကလေးနှစ်ယောက်ပါတယ်အချုပ်တဲမှာဖမ်းခံထားတာအဲ့ဒါတော့ပြောလို့လက်မခံဘူးခင်ဗျားတို့လူကြီးอ่ะပါကြီးရလဲဆိုကျွန်တော်မေးပြီလေမမေးရတော့ဘူးလားပြောကျွန်တော်မေးတယ်လေခင်ဗျားတို့အသက်ကြီးပြီးတော့ပါကြီးရလဲလို့မေးမှာပေါ့စိတ်ဆိုးမှာပေါ့အာကိုတကြီးလာပြောတယ်လေတဘောထားမကြည့်ဘူးအာဘာလဲအစိုးမြေပြဿနာတွေကြီးပဲလာတင်ပြနေရပေါ့အော် ပြီးဒီမှာအဲ့လိုဖြစ်နေတော့အဲ့လိုမတင်ပြလို့ဘယ်လိုတင်ပြအောင်ပါလဲတင်တဲ့တက်လက်တိုင်ရတဲ့နဲ့တိုင်ရတဲ့ဆိုပြီးတော့တင်ပြအောင်မလို့ဖြစ်နေတယ်အတွင်းစီးမနော်အဲ့ဒါတော်တော်ကြီးကြီးလက်ရှိနာမည်ကြီးတွေအားလုံးပါတဲ့ group ထဲမှာကျွန်တော်တော့ထွက်လာရပြီအထွက်ခံလာရပြီပေါ့ဗျာအဲ့လိုမေးလို့အဲ့ဒါလက်မခံတာမဟုတ်လားကျွန်တော်ပြောတော့သူတို့ဂုံတိတ်ကောက်တိုက်ခိုင်းတာလည်းမပေါဘူးလေအချက်လက်တော့တင်ပြလာမယုတ်ဘူးဖျားစုမိုးချုပ်ပြစ်မယုတ်ဘူး ျွန်တော်ဘယ်လိုလုပ်မလဲအော်စိတ်ဆိုးပြီပေါ့ကျွန်တော်လည်းတိတယ်ကောလားတအားစိတ်ရှိတယ်လူဆိုတော့နှစ်ခါသုံးခါပြောတော့မရကျွန်တော်လည်းချမှာပေါ့စိတ်ဆိုးကြီးထွက်လာတာပြင်စီရောက်လာတာပဲအဲ့လိုမျိုးအခြေအနေကိုလက်မခံတာဘာဖြစ်လို့လက်ခံဆွေးနွေးပေးဖို့ဝန်လေးနေရတာလဲအဲ့လိုလူတွေပြောနေတာ live ပေါ်လူတွေပြောနေတာအကောလို့ရှိတယ်ဒီလူတွေအားလုံးဘာဖြစ်လို့လက်ခံဆွေးနွေးပေးပြီးတော့ဟာဟုတ်လားဘယ်လိုဖြစ်လဲဆိုတော့လောကဝတ်စကားလေးတော့ပြောရင်ကျွန်တော်ဂျင်းနဲ့တယ်လေဒီဘက်မှာလည်းကျွန်တော်နေတိုက်လို့ရတယ်လေ ဘာတစ်ခုမှပြန်မပြောဘဲနဲ့ဘလိုင်းကြီးဒီတော့ကျွန်တော်ကဘာလုပ်ရမှာလဲ UNG ကိုတင်ပြဖို့ကတော့အချိန်ပေါင်းမနေတော့ဆိုတော့တင်ပြလို့မရတော့အဲ့တော့လေကိုလေးလူရှုပြီးတော့လှုပ်ချင်တိုင်းလှုပ်ဖို့ဥစ္စာကိုကျွန်တော်ကထောက်ခံဖို့ဆိုတော့ကျွန်တော်လက်မခံဘူးလေကျွန်တော်ကဒီမှာဒီလူတွေကကျွန်တော်ပြောဖို့ပါတယ်ကျွန်တော်အများအားနေတိုင်းဆွေးနွေးဖြစ်တယ်ဆက်ရလည်းမကြည့်ဒေါသတွေထွက်တယ်ဘာဖြစ်လို့ဒေါသထွက်လဲကောင်းကွက်တွေပဲလားအောက်ကိုတကြီးနဲ့တိုင်ပြီးတော့အာပြောစရာတွေကောင်းယူစရာတွေပြောနေတာမဟုတ်ဘူး ကိုနေကြပဲရှိတယ်အမတ်တရားပြောပြဖို့လာလိုက်ပြီးပြသနာတယ်။တို့နားထောင်နားထောင်တော့ဒေါသတွေထွက်တင်ပြတော့အဆိုးမြင်တယ်ဆိုပြီးတော့အနာဘေးကွာတယ်ဆိုပြီးတော့ကျွန်တော်ဘုရုသွားတင်ပြမှာလဲ။တက်သိနေတဲ့ကွာရှိပါတယ်။ယုံကြည်မှုတော့ကျွန်တော်စဉ်းစားရအောင်ပဲ။ဘာဖြစ်လို့လဲခုလိုမျိုးဆိုမယုံကြဘူး။အဲ့လိုမျိုးတွေကျွန်တော်ဘုရုတင်ပြမှာလဲ။ဖန်ခတ်ထီသွားတယ်။အဲ့ဗီဒီယိုရိုက်ပြီးတော့နဲ့ ဆိုးရိတ်တယ်လေခလေးလေးလေးလည်းပါတယ်လေဟိုကောင်ကဟိုဘာမှချိတ်ချိတ်တော့ကောင်လေးမဟုတ်လုံးပါလေပြီးတော့အဲ့တော့ကလည်းကျွန်တော်ပြောတယ်လေငလီရင်လောက်တော့ဘယ်ဖို့တစည်းဝဲပါတယ်ဆိုပြီးတော့ကျွန်တော်ပြောပြတာပဲဓာတ်ပုံနဲ့တော့ကတပင်ပြောင်းမလို့ဥစ္စာမဖြစ်နိုင်ဘူးဘာကြောင့်ဆိုပြီးထင်နေလားမသိပါဘူးပြီးတော့ဘယ်လိုပြောမလဲဒါလေးမကြည့်ဘူးအကောင့်ငါတို့တွေကအကောင့်မြင့်ဆိုင်နဲ့အရှိကိုတွားရမယ်ဆိုတော့အရွေနဲ့တွားတာဆရာကြီးတွေအများကြီးပါတယ်နော်လက်ရှိလက်ရှိအင်တာဗျူးတွေဖြေနေတဲ့မီဒီယာဆရာဆရာမတွေ ရှိရှိတနာလူဆရာကြီးအားလုံးပါတယ်ကျွန်တော်ကပြောချင်တယ်အားလုံးလေးလူရှုတာပဲပြောချင်တယ်ဘာဖြစ်လဲကျွန်တော်တစ်ချိန်မဟုတ်ဘူးနှစ်ချိန်မဟုတ်ဘူးသုံးချိန်မဟုတ်ဘူးပြောခဲ့တာလေအဲ့တော့ဘယ်သူသွားပြောမှလဲကျွန်တော်ကကျွန်တော်မေးတာဘယ်သူသွားပြောမှလဲသူတို့နားမထောင်ပေးဘူးအားကြောင့်ပြောတော့ခါတီးတဲ့အမှန်တရားကိုနားထောင်ရဲဖို့အရင်လောက်ကျွန်တော်ပြောတာဒါပဲ မန်လားမလားသူတို့ပဲခေါ်တာလေယုံကြည်လို့အဲ့ကလူတွေထည့်ထားတယ်သူတို့ပဲခေါ်တော့ကျွန်တော်တင်ပြတော့လဲနားထောင်ပေါ့ဆွေးနွေးပြပေါ့မဟုတ်ဘူးဆက်ဖက်ကိုမလုပ်တာအဲ့တော့ကျွန်တော်အပြင်းစီးထွက်လာတယ်လေကျွန်တော်ပါခဲ့တဲ့၄နှစ်လုံးလုံးမြေပြင်မှာတသားနဲ့နေခဲ့တာပဲနေတိုင်းအခုညီဆိုလက်လာပြန်ပြီပြောစရာရှိလို့လက်လာပြန်ပြီဘယ်သူမှသွားရှင်းပြလို့လည်းမရဘူးတယောက်တည်းလေးပဲရှိတယ်ရင်းနေနေဆိုလို့အဲ့ဒါရင်ဖွင့်တာကျွန်တော်ရဲ့အခြေအနေကိုရင်ဖွင့်တာ ကိုကိုကိုတအားကြီးကိုယူပြီးပြောတာမဟုတ်ဘူးကျွန်တော်မသိတဲ့အချက်တွေအများကြီးရှိသေးတယ်ကျွန်တော်ကိုယုံမရဲလို့အချက်လက်တက်သိနေတဲ့ကွာလာမပြောပေးမဲ့အချောင်းကပြောပြတာရှိတယ်ဒါပေမဲ့တက်သိမပါတော့မပြောဘူးတက်သိမပါတော့မပြောဘူးတက်သိပါတဲ့ဟာပဲပြောတာစစ်ကောင်စီရဲ့ site ဝါမီးနေတဲ့ကောင်လည်းဖြစ်ချင်ဖြစ်မှာပေါ့ဆိုတော့ဟာကျွန်တော်ဒေါသထွက်လာပေါ့စီစစ်လေတက်သိမေးလေနည်းနည်းလေးပြန်ပြောရပြီလူကြီးပုံများရှိတယ်ဖက်မလောက်ခံရအောင်လူကြီးတွေဆရာကြီးတွေ 20 30 40 50နိုင်ငံရေးတော်လိုင်းအထွေထွေရှိတဲ့ဆရာဆရာကြီးတွေအများကြီးရှိတဲ့ group ဒီတော့ကျွန်တော်ဘာဖြစ်လဲကိုကအဖက်မလုပ်ခိုင်းရတော့မနေဘူးလေတုံးလေးခေါက်ဆိုထွက်လာတာပဲဒါကိုပြောချင်တာအရင်ဆုံးခမားတို့အရင်ဆုံးကိုမန်နဲ့တင်တာကိုအရင်ဆုံးနားထောင်ပေးဖို့လိုတယ် action လိုက်ပြီးတော့သင်နေလောက်ကင်ပေးတာကတပိုင်းပဲသိနားတော့မထောင်ပေးဘဲနဲ့ကောင်းတဲ့လမ်းကြောင်းကိုပဲလိုချင်တယ်ဆိုတော့ခမားတို့ကဘာလဲလို့ကျွန်တော်မေးတာပဲ